ပြည်တွင်ပြည်ပမှာရှိကြတဲ့တော်လန်ရေးညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဒီနေ့အကျွေးတရာဘီလီယံကျော်ရှိလို့လွတ်တော်အမတ်အဖြစ်ကနေပယ်ပြတ်ခံလိုက်ရတဲ့အထယ်ကြီးပြက်စောက်ကမြင့်မှတသက်ခိုင်အကြောင်းပြောပြပါမယ်အခုတသက်ခိုင်က ကမ္ဘောဇာဘဏ်ကိုအကျွေးတရာဘီလီယံကျော်မပေးနိုင်တဲ့အတွက်ကြောင့်ကမ္ဘောဇာဘဏ်ကတရားစွဲလို့လွှတ်တော်မှဖြစ်ကနေပယ်ဖျက်ခံရတာဖြစ်ပါတယ်။တကယ်တော့အခုအဲ့ဒီတသက်ခိုင်ကလှုပ်ထားတဲ့68 resident အစိမ့်ခွန်ဒိုမီလီယံအိမ်ယာစီမံကိန်းကသူ NLD ပါတီမှလွှတ်တော်အမတ်ဖြစ်စဉ် NLD အစိုးရလက်ထက်ကတည်းက လုတ်ထားတဲ့စီမံကိန်းဖြစ်ပါတယ်ကျွန်တော်အမှတ်မမှားဘူးဆိုရင်အဲ့ဒီအိညာစီမံကိန်းပြဿနာက2018 2019လောက်မှာထင်တယ်ပြဿနာတခါတက်ဖူးတယ်သူမြေကိုလည်းအစိုးရစီကနေပြီးတော့နှိရှင်နဲ့ငှားရမ်းတယ်ပတ်စံကိုလည်းအစိုးရဘဏ်ကနေချီးပြီးတော့မှလုတ်တယ်လုတ်တော့တက်မှတ်ထားတဲ့ရက်တက်မှတ်ထားတဲ့ကာလအတွင်းမှာဒီအတိုးလည်းမတွင်းအရင်လည်းမဆက် ပြီးတော့တက်မှတ်ထားတဲ့အိညာ ပြီးတင်ပြီးထိုက်တဲ့အတိုင်းအတာမှလည်းမပြီးတဲ့အတွက်ကြောင့်အဲ့ဒီပတ်စံကိုဝင်ကြီးချုပ်ဖြိုမင်းသိန်းကပြန်တောင်းတယ်ပြီးတော့ဒီအင်ယာစီမံကိန်းကိုလည်းရက်ဆိုင်ခိုင်းလိုက်တယ်အဲ့ဒီမှာတသက်ခိုင်ကမကျင်နဲ့တဲ့အတွက်ကြောင့် NLD ပါတီကနေနှုတ်ထွက်ပြီးတော့စစ်ဘောပြေးမာတယ်မင်းအောင်လိုက်ဘောကိုပြေးငုတ်တယ်ဘာလို့အဲ့လိုလုပ်ရတာလဲဆိုတော့မြန်မာနိုင်ငံမှာကဘက်နှစ်ဖက်ပဲရှိတယ်စစ်တပ်ကိုဘောမမလားဒီမိုကရေစီအတွက်တိုက်ပွဲဝင်မလားဆိုတဲ့ဘက်နှစ်ဖက်ရှိတယ်အဲ့တော့ तू က NLD ပါတီမှာ तू လှုပ်ချင်တဲ့ဟာလှုပ်ခွင့်မရဘူး तू လိုချင်တဲ့အခွင့်ထူးခံစားခွင့်မရတာဖြစ်တဲ့အတွက်ကြောင့်စစ်ဘောပြေးမှတယ်စစ်ဘောပြေးမှတော့ तू ဒီမှာဖြစ်ထားတဲ့ပြဿနာတွေ तू ပေးရမယ့်ပတ်စံတွေ तू အကူအညီရမလားဆိုပြီးတော့စစ်ဘောပြေးမှတယ်အဲ့ဒီမှာပဲ तू ကကံကောင်းစွာနဲ့ဒီမင်းအောင်လှိုင်ရဲ့အမခံချက်နဲ့ကံဘောဇဗံမှာပတ်စံချီးခွင့်ရလိုက်တယ်ချီးခွင့်ရတော့အဲ့ဒီပတ်စံကို ဖြိုးမင်းသိန်းနဲ့ရန်ကုန်ဝင်းကြီးချုပ်ဒီအစိုးရဗံကိုပတ်စံပြန်ဆက်ပြီးတော့မှာ အဲ့ဒီလုပ်ငန်းကိုဆက်ပြီးလဲပတ်တယ်အဲ့ဒီကနေစပြီးတော့တသက်ခိုင်ကအဲ့ဒီ NLD ပါတီကိုရောဒေါ်အောင်ဆန်းစုကြည်ကိုရောဒီပုတ်ကိုရေးအရာတကယ်ကိုညစ်ညစ်နနွမ်းနဲ့တကယ်ကိုအောက်တန်းကြစွာနဲ့စပြီးတော့တိုက်ခိုက်ပါတော့တယ်အဲ့တော့အဲ့ဒီမှာကြည့်ချင်းအပြစ်စစ်ဘောမနေတဲ့လူတွေအားလုံးဟာကိုဂျိုးစီးပွားအတွက်ပြည်သူလူထုကိုစန့်ကျင်ပြီးစစ်ဘောမနေတဲ့ဆိုတာဒါကျွန်တော်တို့ပထမတစ်ချက်အနေနဲ့ပေါ်လွင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာ သူ့ရဲ့အင်ယာစီမံကိန်းကဒီကမ်ဘောဇားဘဏ်ကနေပတ်စံချီးပြီးလက်ပတ်ခွင့်ပြန်ရလိုက်တယ်ဆိုပေမဲ့လို့2023စစ်တပ်ကအာဏာသိမ်းတော့ရန်ကုန်မြို့ကြီးကဒီတာဇန်တွေဒါနေလို့ပျော်တဲ့ဒီနွားသိန်းကုတ်လူမျိုးဖြစ်သွားတယ်လေနော်စစ်တပ်အာဏာသိမ်းလိုက်တော့စီးပွားရေးတွေအကုန်ကျအကုန်ပြတ်ပြီးတော့ဟိုအင်ယာဝယ်မဲ့လူတွေအကုန်လုံးဘဏ်ကောက်ကိုပြေးကုန်ကြတယ်နော်ဒီလုံခြုံရေး စစ်ဖြစ်မဲ့အာမခံချက်ကောင်းတဲ့အကောင်လုံးဘဏ်ကကိုပြေးကုန်ကြတော့အဲ့ဒီတသက်ကန်အပါဝင်အစင်းမြေအိမ်ယာတွေအဲ့ဒီကွန်ဒိုမီနီယံတွေအကုန်လုံးအရှုံးပေါ်လာရန်ကုန်တမြို့လုံးအရှုံးပေါ်လာတသက်ကန်တယောက်တည်းမဟုတ်ဘူးဒါပေမဲ့ဒီတသက်ကန်ကသူ့မှာကိုပိုင်ပတ်စံမရှိဘဲနဲ့စစ်ဘောမှပြီးတော့ပတ်စံချီးပြီးတော့လှုပ်လိုက်တဲ့ကိစ္စအဲ့ဒါကိုစစ်တပ်ကစစ်တပ်မှာကစရင်တွေအင်းတွေတိတိကျကျရှိတယ်ဘယ်လူကိုဘယ်အချိန်ထိအတုံးချပြီးတော့မှ ဘယ်လိုလူတန်းစားကိုဘယ်အချိန်မှထိုးချရမလဲဆိုတဲ့စရင်တမိုင်းတသိအထောက်ထားတတိကြကြစစ်တပ်မှာကရှိပြီးသားအဲ့တော့တသက်ခိုင်ကိုသူဒီရွေးကောက်ပွဲကာလတလျှောက်လုံးဒေါအောင်ဆန်းစုကြည်နဲ့ NLD ကိုပုတ်ခတ်ဖို့ NLD ကိုပြန်တိုက်ခိုက်ဖို့တလျှောက်လုံးအသုံးပြုခဲ့တယ်စစ်တပ်အာဏာသိမ်းပြီးတော့လည်းတသက်ခိုင်ကိုဝင်ကြီးနေရဘာနေရပေးခဲ့ပြီးတော့ဒီ NLD အစိုးရမှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ NLD လွှတ်တော်အမတ်ဖြစ်ခဲ့ဖူးတဲ့ဒီ တသက်ခိုင်ပြောလိုက်တဲ့စကားအတိုင်းကအမှန်ဖြစ်မယ်ပြည်သူလူထုကယုံမယ်ထင်ပြီးတော့မှတသက်ခိုင်ကိုဝင်ကြီးနေရပေးပြီးတော့ဒီဒေါန်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ NLD အစိုးရနဲ့ပတ်သက်တဲ့ဟာမှန်သမျှအကုန်လုံးကိုပြောခိုင်းတာပေါ့နော်မဟုတ်မမှန်ဒီအကုန်ပြောခိုင်းတယ်ဒါပေမဲ့လူထုကမယုံသူစစ်တပ်အတွက်စစ်တပ်ဘက်မှတသက်ခိုင်ရှိနေလို့စစ်တပ်ကဘာမှအကျိုးတရားမှုမရှိလို့ဘူးမရှိတဲ့ပေမဲ့လည်းသူ့မှာအတုံးချလို့ရနေသေးတယ်ဖြစ်တဲ့အတွက်ကြောင့်စစ်တပ်ကဆက်ပြီးတော့အတုံးချနေတယ်ဒါပေမဲ့ အခုရွေးကောက်ပွဲလုံးမဲ့နောက်ဆုံးအချိန်ကိုရောက်လာတော့ရွေးကောက်ပွဲကတနိုင်ကန်လုံးအတိုင်းအတာနဲ့မလုံနိုင်ဘူးလုံနိုင်ခဲ့ရင်လေနေရာဒီတော်တော်လေးနဲနေတယ်အဲ့ဒီအတွက်ကြောင့်လွတ်တော်ထဲမှာဒီနေရာပေးဖို့စစ်တပ်ကခွဲဝေမပေးချင်တော့ဘူးမပေးနိုင်တော့ဘူးအဲ့ဒီအတွက်ကြောင့်သူ့အတွက်အတုံးမလို့တော့တဲ့အတုံးချစရာမလို့တော့တဲ့ပါတီဒီအကုန်လုံးကိုစစ်တပ်ကဖြတ်သိမ်းတဲ့ပါတီကိုဖြတ်သိမ်းတယ်ပြီးရင်လွတ်တော်အမတ်ဒီ ပါတီခေါင်းဆောင်တွေပါတီတခုကခေါင်းဆောင်ကအဓိကပဲလေခေါင်းဆောင်မရှိတော့ရင်ပါတီကပြိုကွဲတာပဲအဲ့တော့ဒီတသက်ခိုင်ပါတီမှာတသက်ခိုင်ကိုထိုးချလိုက်ပြီဆိုတော့တသက်ခိုင်ပါတီကဆက်ပြီးရည်တည်ပုံဖြစ်နိုင်တော့ဘူးလေအဲ့ဒါဆိုရင်သွားပြီပေါ့အဲ့တော့စစ်တပ်ကသူလွှတ်တော်အမတ်နေရာကိုခွဲမပေးချင်လို့တသက်ခိုင်ကိုနောက်ဆုံးအချိန်ထိအတုံးချခဲ့တယ်ပေါ့နော်ဒါကတော့နိုင်ငံရေးအရာ ပြောတာအဲ့တော့စီးပွားရေးအရာပြောမယ်ဆိုရင်ဒီအချိန်လေးကို ကြည့်ပြီးတော့စီးပွားရေးသမားတွေအားလုံးနားလည်သင့်ပြီး ိုင်းပြည်တစ်ခုကိုခွေးတွေတက်ပြီးအုတ်ချုပ်နေရင်တိုင်းပြည်ပြတ်မယ်နော်အောက်ခြေလူဒန်းစားတွေဆင်းရဲမွဲတည်ပြီးတော့စူစူပူပူဖြစ်နေရင်ဒီအလေအလက်အတန်းစားလူဒန်းစားတွေကလည်းဒီနိုင်ငံမှာနေဖို့မပျော်တော့ဘူးသူတို့ရဲ့ငွေတွေကိုသူတို့ရှိရင်ရှိတဲ့အတိုင်းပဲချစ်ကုပ်ပြီးစုထားမယ်ဒီလိုမှမစုထားရင်ဒီနိုင်ငံထက်ကိုပို့ပြီးစိတ်ချရတဲ့နောက်တနိုင်ငံကိုသူတို့ကရွှေ့ပြောင်းပြီးရင်းနှီးမြှုပ်နှံပစ်တယ်အဲ့တော့တိုင်းပြည်တစ်ခုကခွေးတက်အုပ်ချုပ်လို့စူပူပြီးဆိုရင်ပထမဦးဆုံးအောက်ခြေလူဒန်းစားတွေဒုက္ခရောက်မယ် အောက်ခြေလူလန်းဆိုင်ဒုက္ခရလို့တိုင်းပြည်စူပူလာရင်လူလက်တန်းစားတွေကအလုံးမလုံတော့ဘူးမရင်နီးမမြုပ်နှံတော့ဘူးလူလက်တန်းစားတွေမရင်နီးမမြုပ်နှံတော့ဘူးအောက်ခြေရောလူလက်တန်းစားတွေရောပြက်ပြီးဆိုရင်အပေါ်ဆုံးမှာရှိတဲ့တတ်တက်ခိုင်တို့လိုအထယ်ကြီးပြက်မှစောက်ကမြင်းမတွေအကုန်လုံးဒုက္ခရောက်တာပဲအဲ့တော့တတ်တက်ခိုင်ကိုနော်စံနမူနာယူပြီးတော့တန်ဝေကယူပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ခရိုနီတွေအကုန်လုံးလည်းနားလေသိပြီးအဲ့တော့ အဲ့ဒီမှာရှိမြန်မာနိုင်ငံတွင်းမှာရှိတဲ့ခရိုနီတွေအကုန်လုံးဒီကျွန်တော်တို့တော်လန်ရေးဘက်ကအပြေတူနဲ့ပူးပေါင်းပြီးတော့ဒီစစ်ခွေးတွေကိုအများဆုံးတိုက်ထုတ်ပြီးတော့မှပွင့်လင်းလွတ်လပ်ပြီးတော့တာယာအေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အစ်စ်ကိုကျွန်တော်တို့ပြန်လဲတည်ဆောက်ကြပါစို့